ားလုံးမင်္ဂလာပါ The Echo of Books Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဥပဒန်ဓမိကဘာသာပြန်ဆိုထားတဲ့ယောနသန်ဇင်ရောအပိုင်း1ရဲ့အဆက်လေးကိုဆက်လက်ဖတ်ပြပါမယ်။ယင်တလောတော့ကတော့အပိုင်း1ရဲ့တချို့ပေါ့နော်အဲ့ဒါလေးတို့ဖတ်ပြထားတာရှိပါတယ်။အခုအဲ့ဒီအပိုင်း1ရဲ့အဆက်လေးကိုဆက်လက်ဖတ်ပြပါမယ်။ ျင်ခံရခြင်းအနာဂတ်ကာလမှနှစ်များသည်ဆုလက်အတိအပြည့်ဆုလက်ဂတိအပြည့်နှင့်ဝင်ဝင်တောက်လျက်အတန်တကြောကြောဖြစ်လဲဖိတ်ခေါ်လျက်ရှိ၏ပင်လယ်စင်ရောများသည်ရောနတန်ဆင်းလာသောအခါမျက်ကောင်စီအစည်းဝေးအတွက်စုယုံပိတာဖြစ်နေ၏ကြိုတင်၍စုဝေးနေနှင့်ကြသည်မှာထင်ရှား၏အမှန်စင်စစ်ကစုယုံကြပြီးနောက် သူ့အလာကိုစောင့်မျှော်နေကြခြင်းသာဖြစ်၏။ယောနသန်စင်ရော အလေကိုကြွပါ။စင်ရောအကြီးကဲများ၏အတန်သည်ပွဲတပင်အခမ်းအနားတစ်ခုကို ဖွင့်လှစ်သောအတန်မျိုးပမာတည်ကြည်ခန့်ညားလာ၏။ယောနသန်စင်ရောအလေကိုကြွပါ။စင်ရောအကြီးကဲများ၏အတန်သည်ပွဲတပင်အခမ်းအနားတစ်ခုကိုဖွင့်လှစ်သောအတန်မျိုးပမာ တီတီခန့်ညားလာ၏အလေတို့ကြွ၍ရက်ပါဆိုသောဤအပြောမျိုးသည် ရှက်ဖွယ်လိလိတိတ်ခါချကံပြုတ်ခြင်းအဓိပ္ပာယ်ရှိ၏ဇင်ရောတရေကောင်းများကို သူကောင်းပြုတ်သော ပွဲမျိုးတွင်အချင်းအမြောက်ကံ အပြုတ်ခံဖို့အလေတို့ကြွဆံပါဟု ဆိုလေးရှိ၏သူဤဂုံကျေးဇူးများကိုတဖွာဖွာကတွင်မဆန့်ချီအံ့ပြောဖို့သာ ဖြစ်မှာပါပဲဟူသောအထင်ဖြင့်ယောနသန်ကဤသို့တွေးမိ၏မနက်ကအစာရှာထွက်ကြတဲ့ညက်အုပ်ထဲငါဖြတ်ပြန်မိလို့ဖြစ်မှာပေါ့အလင်းနှုံးအဟုန်တတိုင်းကိုငါထိုးဖောက်နိုင်ခဲ့တာ သူတို့မြင်လိုက်ကြလို့ဖြစ်မှာပေါ့ဒါပေမဲ့ငါကဘာဂုံတွေးကိုမှ မလိုပါဘူးငါတွေ့လာခဲ့သမျှကိုငါတက်လာခဲ့သမျှကိုသာ သူတို့ကို ဝေမျှပေးလိုတဲ့စိတ်ဆန္ဒပဲရှိပါတယ်။ဒုရတွေအားလုံးကိုမျက်နာတူရှုမှငက်လင့်စောင့်မျှော်နေတဲ့ဆုလက်ကြီးတွေစီကိုသာညွန်ပြလိုတာပါပဲ။ယောနသန်သည်အလေဘဟုတို့ချီလေ၏။စင်ယောကောင်းဆောင်ကြီးများကဤသို့ဆိုလိုက်၏။ဟေးယောနသန်စင်ယောမင့်အဖော်စင်ယောတွေမြင်သာအောင်တိတ်ခါချကန်အပြုတ်ခံဖို့ အလေကိုသွားပြီးရက်စမ်းပါဂျိုနသန်သည်ပြင်ထူထူတစ်ချက်ဖြင့်အရိုက်ခံလိုက်ရပြီတကယ်တော့ဖြစ်သွား၏သူဒူးများလဲရိုင်လာ၏သူအမွေးများလဲနှဲ့ရိုင်ဤတွဲကုန်၏သူနားထဲ၌မောင်းသောအတန်ကြီးတစ်ခုညီဟင်းလာ၏တိခါချကန်အပြုတ်ခံရဖို့ငှက်ဖို့ဟိုမှာသူရက်နေရပြီ မဖြစ်နိုင်တာဘဲ့နဲ့ အလင်နှုံဟုန်တတိုင်းကြီးကို ထိုးပေါက်အောင်မြင်ခဲ့ခြင်းဟာဘေးရောက်သွားသလဲသူတို့နားမလဲကြပါဘူးသူတို့မှားကြလိမ့်ပြီသူတို့မှားကုန်ကြပြီခန့်ညားသောအတန်ကြီးကဆက်၍ဆိုလိုက်သည်မှာသူရဲ့ပိုးဆိုးပက်ဆက်ရောက်တက်ရရာတာဝန်မဲ့အပြုတ်မှုကြောင့်သူဟာဇင်ယောအိမ်ထောင်စုကြီးရဲ့ဂုံနဲ့အစင်လာတွေကိုချိုးဖောက် ဖြစ်စီစောကားမိခဲ့တာမို့တိခါချကံအပြုတ်ခံရခြင်းသည် သူ့ဖို့ဇင်ရုံဘောင်မှကျင်ချင်းဖဲချင်းခံရပြီးနောက် ဝေးလှစွာသောကြောက်ကဘာသောများမဲစာဖျားတို့တွား၍ကိုထီးတာချင်းတယောက်တည်းလင်အထီးကျန်အလေနတ်တော်ဘဝအဖြစ် ဆုံးရမိတာဖြစ်တည်းအတန်ကြီးကဆက်ဆိုပြန်၏ယောနသန်ဇင်ရော တနေ့ကျမင်းသိလိမ့်မပေါ့တာဝန်မဲ့ကပက်ကဆက်ပြုတ်လုတ်လို့မင်းအတွက် အကျိုးမှမရနိုင်ဘဝဆိုတာလဲမသိရသေးတဲ့အရာလို့မှန်ဘဝဆိုတာဟာဘဝဆိုတာဟာသိလဲမသိနိုင်တဲ့အစဉ်ရတရားတပားရဲ့လို့မှန်သိတာနဲ့သိနိုင်တာတခုတည်းကတော့ဒီမြေကြီးပုံထဲဒုရတွေရောက်ရှိလာတာဟာစဖို့နဲ့အသက်နဲ့ကို ကြာကြာမြင်နိုင်သလောက်မြင်အောင် နေသွားနိုင်ဖို့ပဲဇင်ယောတို့ဤကောင်းစီအစည်းဝေးတွင်အဘယ်မြည်သောဇင်ယောမျိုးမှ ခွန့်တုံပြန်၍နှုတ်လန်ထိုးခြင်းပြုရုံးမရှိသို့တော်လည်းယောနသန်သည်ဤသို့ထုချေ၏ဘဲ့နယ်မြကျွန်တော်တာဝန်မဲ့ပြုလုပ်တယ်တဲ့လားကျွန်တော်ညီများ အကိုများတို့ဘဝရဲ့အတိတ်ဘယ်နဲ့ဘဝရဲ့ကိစ္စကို တွေ့ရှိရပြီး ဘယ်သူကပို့ပြီးတာဝန်သိဖြစ်နိုင်ပါသေးတယ်လဲကျွန်တော်တို့ဟာနှစ်ပေါင်းတစ်ထောင်မြ၅ခေါင်းများနောက်ကိုချီတစ်ခေါက်ကလိုက်နေခဲ့ကြရာကအခုမှဘဝရဲ့ယုတ်တိရှိမှုကိုတွေ့လာရတာပါတတဝါဆိုတဲ့ဘဝကိုရလာကြရတာဟာတင်ယူဖို့တွေ့ရှိဖို့လွတ်ဖို့ကျွတ်ဖို့ပဲဆိုတာလေးဗျကျွန်တော်အခု တွေ့ထားတာကို ပြပြရစီဦးဒီတစ်ချိန်လောက်တော့ခွင့်ပြုပါငှက်ဥကြီးသည်ကြောက်ခဲကြောက်တုံများကဲ့သို့မတုံမလှုပ်ငုတ်တုတ်ကြီးနေကြ၏ဇင်ယောအပေါင်းတို့သည်မင်းဟာတို့မျိုးရိုးကိုစော်ကားမော်ကားဖြက်စီးပစ်တာပဲဟုတဒန်နဲ့အုံအုံဖြတ်ဖြတ်ထွက်ဆိုကြပြီးလင်နားများကိုပိတ်လျက်သူ့ကိုကြော်ခိုင်းသွားကြကုန်၏ယောနသန်ဇင်ယောသည်သူ၏နေညများကိုတကောင်ထီထီ ကုံလွန်ဇေယညာလည်းဝေးလံလှသော၆ကဘာများသို့ရောက်ယုံသာမက ထို့ထက်ကြော်လွန်၍ပင်ကျေပြန့်စွာကျင်လည်ကျက်စားရ၏သူဤတခုတည်းသောဝန်းနေမှုက အထီးကျန်အဖြစ်နှင့် နေရခြင်းမဟုတ် ပြန်တန်းခြင်းအတက်ဤဘုံจิตတည်သည်ဇင်ရောအပေါင်းမော်တွင် ဖြိုးဝေရန်စောင့်မျှော်နေသည်ကို အခြားသောဇင်ရောတို့ကမယုံနိုင်ဖြစ်နေခြင်းသာသည်သူတို့ခမညစီဖွင့်၍ကြည်မြင်ရန် ်ငင်းဆိုနေကြချင်းသည်ယောနသန်သည်ပြန်တန်းချင်းအတက်ကိုတစ်နေ့တခြားပို၍ပို၍တက်လာ၏လေတိုးသည့်သူ့ကိုအေရီယာကိုနဲနိုင်သလောက်နဲအောင်အတောင်များကိုပိတ်လျက်ကိုအလျားကိုလည်းဆန့်ထုတ်ကလျင်မြန်သောအဟုန်ဖြင့်အောက်သို့ထောင်လျက်ထိုးဆင်းခြင်းသည်သူအားပင်လေရေမျက်နှာပြင်ဤအောက်ဆေပင်၌စုဝေးသွာလာနေလေရှိသည့်ငောင်မြုံများအတွင်သို့ရောက်သွားစီ၏ ဤသို့ဖြင့်ပင်လယ်ပြင်အောက်ဆယ်ပေအရက်တွင် ရှာအရသာထူးကိုသူခံစားရ၏အသက်ရှင်နေနိုင်ရန်အတွက်တငါလီများနှင့် ပေါင်မုတ်တိုးများကို သူမလိုတော့လေထဲတွင်ပင် သူအိတ်တက်လာ၏ကမ်းအလွန်၌တိုက်ခတ်နေသောလေချောင်းကိုလည်းမြစ်အခါဖြတ်တန်း၍နေဝင်မှ နေထွက်အတွင် မိုင်တရာခီးပေါက်ရောက်နိုင်၏ဤသို့သောအတွင်း ဣဇဒတကူများတကူမျိုးဖြစ်ပင်သူသည် ထူထပ်သောပင်လယ်နှင်းတိုက်နှင်းတော်များကို ထိုးဖောက်ဖျက်တမ်း၍မျက်စိကျင်းလောက်အောင်တောက်ပကြည်လင်နေသော အထက်ကောင်းကင်ရန်သို့လည်းပြန်တက်နိုင်၏တခြားဇင်ယောတိုင်းဇင်ယောတိုင်းအဖို့မြေကြီးပေါ်တွင်ရက်လျက်သာမင်းလွင်မိုးနှင်းတို့မှတပါ အခြားဘာမှမသိနိုင်သော အချိန်အခါရာသီမျိုးတွင် သူအဖို့မူနေမင်းသည်တားလျက်ရှိ၏မြင့်မာသောကောင်းကင်ရန်မှာ လီဟုံများကိုစီနင်းလျက်သူသည်ကန်းချီနှင့်ဝေးသောအတွင်ပိုင်းကုန်းအယက်ဒေသများသို့လည်းတွားရောက်ကချုံမြိန်သော ခဲမွေပိုးကောင်မွားကောင်များကိုမျိုးမျိုးမြက်မြက်သုံးဆောင်ရ၏ဇင်ယောတတိုက်လုံးတအုပ်လုံးအတွက် သူတစ်ချိန်ကမျော်လင့်မိသောအရာကိုယခု သူတယောက်သေးသာရရှိနေလေပြီပြန်တန်းချင်းအတက်ကို သူတင်ယူစီပူခဲ့၏ တင်ယူရ၌ခံခဲ့ရသောဒုက္ခများကိုသူအမှုမထားဝန်내ခြင်းလည်းမရှိညီငွေပြင်းရခြင်းထိတ်လန့်ကြောက်ရွံ့ခြင်းအမျက်ဒေါသထွက်ခြင်းဟူသောဒလိစရိုက်သုံးမျိုးရှိနေလေသည့်အတွက်ဇင်ယောတို့သည်ဤမျှလောက်တက်တန်းတူတောင်းကြရ၏ဟုယောနသန်သည်သိရှိလာ၏ယောနသန်ဤစိတ်သန္တန်၌ဤအကြောင်းတရားသုံးပါးကင်းပြောက်စုတ်သိမ်းနေသောကြောင့်ပင် သူသည်အနာကင်းမဲ့မရှိဘေးကင်းသက်တမ်းရှိစွာ နေနိုင်ပြီတောင်းအခြားဇင်ယောနှကောင်သည်မြင့်အခါ၌ရောက်ရှိလာပြီးလင်ယောနသန်တကောင်တီတီသူမျက်နှိုးလှသောကောင်းကင်ရောက်ဝင်ချမ်းမြေ့ညင်သားစွာ လေးဟုန်စီးလျက်ရှိသည်ကိုတွေ့ကြ၏သူအတောင်တစ်ဖက်တစ်ချက်၌သူ့ကိုရံ၍ပေါ်လာသော ထိုဇင်ယောနှကောင်သည်ကြေယောင်အလားတန့်စင်လာ၏သူတို့မှ ြုတ်ပြက်သောအလင်းရောင်သည်လင်အမြစ်၌တိမ်မွေ့ခြင်းရင်းနှီးခြင်းတို့ဖြင့်လျှံတောက်လျက်ရှိ၏သူတို့၏ချစ်စရာအကောင်းဆုံးအချက်တည်းကအပြန်ကျွမ်းကျင်ပုံတည်းတစ်ဖက်တစ်ချက်တွင် အတောင်ဖျားခြင်းတလက်မတိတိသာ အမြဲပင်မရုတ်မလွန်အကွာထားလျက်ပြန်တန်း၍သူသွားလျာရာကိုကက်မြောင်၍အတူလိုက်နေနိုင်မှုပင်တည်း ယောနသန်သည် စကားတခွန်းမျှမပြောဘဲထိုဇင်းရောနှကောင်ကိုစိန်ခေါ်သည့်အနေဖြင့်စမ်းကြည့်လေတော့၏အခြားမြေတိဇင်းရောမျှမလိုက်နိုင်မအောင်နိုင်သောအဆန့်အသက်အစစ်အစေးမျိုးပေတည်းသူသည် လေခိုရိခွေးကြကြခြင်းမဖြစ်ယုံတမင်ပြတာရှိသောနှုံမျိုးဖြင့် ဖြင်းနှီးစွာပြန်၏ဇင်းရောမျက်နှာစိနှကောင်လည်းသူနှင့်အတူထက်ချက်မကွာနှီးကွေးစွာလိုက်ပြန်နိုင်ကုန်၏ သူတို့လည်းအနှီးပြန်နီးကိုတက်ကြွန်းကြပြီတကူယောနသန်သည်တောင်ပံများကိုခောက်သိမ်းလျက်ကိုကိုခရုပ်ပတ်လှိမ့်ကအောက်သို့တနာရီလင် မိုင်190နှုံဖြင့်တဟုန်ထိုးဆင်းလိုက်၏မျက်နှာစိမ်းနှကောင်လဲသူ့နီးအတိုင်းပင် ပုံပန်းမပြတ်စေပဲလိုက်ဆင်းကြ၏နောက်ဆုံးသူသည်ရင်းအရှိန်ဖြစ်ပင်အထက်သို့တဖန်အရစ်ကျဲသောဝက်ဥရစ်ပုံ ပြန်နီးဖြင့်ထောင်လိုက်ပြန်တက်၏ သူစိမ့်နှစ်ကောင်လည်းအပြုံးမပြတ်သူနှင့်အတူလှိမ့်ငါပြန်တက်ကြ၏သူသည်ယခုအလျားလိုက်ခဏကြာမျှပြန်တန်းပြီးလင်ကဲကောင်းပြီခမ ्या တို့ကဘယ်သူတွေလဲဟုမေးလိုက်၏တို့ဟာမင်းရဲ့အုတ်ထဲကယောနသန်မင်းရဲ့သွေးရင်သားရင်ညီအကိုများပေါ့ကွာဟုထုတ်စကားတန်များသည်အာအင်ပြည့်နှင့်ပြောသောစကားများဖြစ်တော်လေညင်သာလှ၏တို့ မင်းစီကိုရောက်လာခြင်းဟာမင်းကိုအမြင့်သို့ဆောင်ကျင်းဖို့ကို့ဘုံကို့နန်းကို့အိမ်ကိုပြန်ခေါ်ဖို့ပေါ့။ဘာပြကျုပ်ဘုံကျုပ်အိမ်ကျုပ်မှာဘုံရဲ့အိမ်ရဲ့လို့မရှိဘူးဗျ။ကျုပ်ငှက်အုပ်ဆိုတာလည်းမရှိဘူး။ကျုပ်ဟာအဖဲ့ကျင်ခံခဲ့ရသူပါ။တောင်ကုန်းလေချောင်းကြီးရဲ့ထိတ်ဖူးမှာအခုကျုပ်တို့ပြန်နေကြတယ်။နောက်ထပ်ပေတရာ200ထက်လွန်ပြီး ဒီအိုမင်းရင့်ရော်လှတဲ့သူ့ကိုကောင်ကြီးကိုမပစ်နိုင်တော့ဘူးမဟုတ်ဘူးလေဂျောနတန်ရဲ့မင်းတက်ပြီးသားပါကြောင်းတကြောင်းပြီးလို့နောက်ကြောင်းတကြောင်းစတက်ဖို့အချိန်ရောက်ပြီကွပညာဉာဏ်အလင်းသည်ဂျောနတန်မသိလို့သာသူ့တန်တန်ကို သူ့ဘဝတစ်လျှောက်လုံးထုတ်ချင်းပေါက်ဖောက်ထွင်းဝင်းတောင်းလျက်ရှိ၏ ထိုအခိုက်တွင်ယောနသန်၏အတွင်း၌ညံအလင်းသည်သူတိတောင်အောင်ထင်ရှားစွာတောက်လင်းလေ၏မျက်နှာစိမ်းနှကောင်ပြောလိုက်သောစကားများသည်မှန်ပေစွာတကားသူသည်ခုနာကထက်ပို၍မြင့်စွာ ပြန်တန်းလျက်ရှိပေသည်အိမ်ပြန်ဖို့အချိန်လဲရောက်လေပြီသူမျက်စိများသည်ကောင်းကင်ကို ဖြတ်တန်း၍ဤမျှလောက် အပြန်မျိုးစုံတက်ခဲ့ရသောနေရာဖြစ်သည်ငွေပြည်တန်းကုန်းပြင်းမြေကြီးပုံတို့ နောက်ဆုံးကြည့်ချင်းမျိုးဖြင့်အတန်ကြာအောင်လှဲ့ကြည့်နေမိ၏ကဲကျုပ်တို့လိုက်ဖို့အသင့်ပဲဟု နောက်ဆုံးတွင်သူပြောလိုက်၏ဒီနောက်ယောနသန်စင်ရောသည် ကျဲလုံးများပမာဝင်းတောက်သော အဖို့နှကောင်နှင့်အတူမောင်အတိဖြစ်အောင်မဲနဲ့နေသော ကောင်းကင်ထဲ၌ပျောက်ကွယ်သွားလေတော့သည်